လက်ရှိအချိန်မှာအီတလီလူရင်းစင်အသင်းရဲ့မန်နေဂျာအဖြစ်ဆောင်ရွက်နေတဲ့ဂိုဒမဟောင်းဘူဖွန်ကဂတူဆိုကိုအီတလီလူရင်းစင်နီးပြအဖြစ်ခန့်အပ်ဖို့လှုံ့ဆော်နေတယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ အီတလီဘောလုံးအဖွဲ့ချုပ် FIGC ကအခုနောက်ပိုင်းပွဲစဉ်တွေမှာအသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းခဲ့တာကြောင့်လေရွေးစင်အသင်းနည်းပြစပက်လက်တီကိုရာရုကနေထုတ်ပေးခဲ့ပြီးနည်းပြတဲ့ခံရဖို့ကြိုးပမ်းနေတာပါ FIGC ကရိုမာနီပြဟောင်းရာနီရီရီကိုဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပေမဲ့ရာနီရီရီကရိုမာတင်ရဲ့အထူးအကြံပေးအဖြစ်သာဆောင်ရွက်ဖို့ဆုံးဖြတ်ထားတာကြောင့်လက်လျှော့ခဲ့ရတာဖြစ်တယ်လို့လည်းသိရပါဗျ။ပီအိုလီဒီရော့စီနဲ့ကင်နာဗာရိုတို့လည်း အီတလီလိုရင်းစင်နေပြရာတို့အတွက်ရထားခံခဲ့ရပေမဲ့အခုတော့ဂက်ဆူတို့ကိုခံအဖို့နောက်ဆုံးဆွေးနွေးတဲ့အဆင့်ကိုရောက်ရှိနေပြီလို့သိရပါဗျ။ကျွန်တော်တို့နောက်ဆုံးအသေးစိတ်အချက်လက်တွေအတွက်စောင့်နေရတဲ့အဆင့်ကိုရောက်နေပါပြီ။အဆုံးသတ်မှာကျွန်တော်တို့အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်လို့ဘူဖွန်ကပြောပါဗျ။ဂက်တူဆိုကဒီလရယ်မှာပဲခရိုအေးရှားကလပ် Hardest Spellit အသင်းနဲ့လမ်းခွဲထားပြီးအသင်းလက်မဲ့ဖြစ်နေသူပါ။